ကျွန်တော်တို့ဘဝမှာကံကောင်းခြင်းကံဆိုးခြင်းဆိုတဲ့အရာတွေနဲ့အများအားဖြင့်ကျွန်တော်တို့ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကံဆိုးခြင်းနဲ့ဂျာကားနေတော့ကံကောင်းလာခဲ့တဲ့လူတွေရဲ့ဗီဒီယိုကိုဒီနေ့မှကျွန်တော်ပြန်လည်ပြီးတော့ညှဝေပေးခြင်းပါတယ်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဖို့အတွက်ကိုမြစ်တာရက်ခံပါတယ်။အားလုံးပဲဗီဒီယိုလေးကိုစတင်လိုက်ရအောင်။ဒီမျိုးသမီးကတော့လမ်းလျှောက်နေနဲ့မှတ်မတင်ပဲအခုလိုမျိုးကားကဝင်ရောက်ပြီးတော့တိုက်မိပါတယ်။ ဒါပေမဲ့ကံကောင်းခြင်းတော့သူဟာဒီဘက်နန်းကိုပြစ်လဲသွားတာကြောင့်ကံဆုံးမှုကြားကနေတော့ကံကောင်းခဲ့တဲ့အမျိုးသမီးတူဖြစ်ပါတယ်ဒီလူကတော့ကားလမ်းကိုခုလိုမျိုးလော်ဒကြီးဖြတ်ကူးရခဲ့တဲ့အခါမှာကားစီးနဲ့မတော်ဆခုလိုမျိုးပုတ်တိုက်ခဲ့သွားပါတယ်ကံကောင်းခြင်းတော့ဒီလူဟာထိခိုက်နစ်နာမှုတွေမရှိခဲ့ပါဘူးမိတ်ဆွေတို့အနေနဲ့ကားလမ်းကူးမယ်ဆိုရင်ဒီလူတွေကိုဥပမာယူပါတေချာကိုကြည့်ပြီးမှလမ်းကူးစီခြင်းပါတယ် ဒီကလေးတွေကတော့အခုလိုစော့ကစားနေကားရှိကိုအခုလိုပြီးသွားခဲ့ပါတယ်ကံကောင်းချင်တော့ကလေးကရှိကိုတက်တက်ပြီးသွားတာကြောင့်မို့အာသမကလည်းလှည့်မြန်စွာပြတဲ့အုပ်မိတာကြောင့်ကလေးရဲ့အသက်အန္တရာယ်မှာလွတ်ကင်းနိုင်ခဲ့ပါတယ်ဒီလူနှစ်ယောက်ရဲ့အဖြစ်ကိုလည်းကြည့်ကြပါဦးဗျာကိုဆိုင်မှာကိုမကိုအလွတ်လုံနေတဲ့ကားတစ်စီးကမထင်မှတ်ပဲအခုလိုမျိုးဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့သူတို့ဟာလှည့်မြန်စွာဖြစ်ပြီးတာတော့ကြောင့်မို့အသက်အန္တရာယ်မှာအကင်းလွတ်ခဲ့ပါတယ် ကားလန်တစ်ခုခုကူးတော့မဆိုရင်အရှိကောနောက်အတိချာကြီးစီချင်ပါလေလမ်းကိုတစ်ဖက်ပဲကြီးပြီးကူးတဲ့သူတွေအတွက်အခုလိုမျိုးမလိုလားအဲ့လိုပြဿနာတွေအများကြီးကြုံတွေ့လာနိုင်ပါတယ်ဒီလူတွေရတဲ့တော်တော်ကြီးကိုမှကံကောင်းတယ်လို့ပြောလို့ရပါတယ် ်မိတ်ဆွေတို့တွေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုခုလိုမျိုးကားလန်းနေပေါ်မှာစက်ဘင်းတွေပြီးလောကစားတာတွေကိုပေးမလုပ်ခိုင်းပါနဲ့လို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ကြည့်ပါဒီကလေးနှစ်ယောက်ကစက်ဘင်းတစ်စီးနဲ့ထွက်လာတော့အခါမှာကားတစ်စီးနဲ့မတော်တဆတိုက်မိမှုလို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ကားသမားရဲ့နှင်းမြမှုကြောင့်ကလေးရဲ့အသက်အန္တရာယ်မှလွတ်တကင်းသွားခဲ့ပါတယ်ဒီဆိုင်ငယ်သမားလည်းထို့တူပဲကလေးကိုတိုက်မြှုပ်လို့ဖြစ်သွားတဲ့အကြောင်းကလေးရဲ့အရှိကိုတက်တက်ပြေးသွားတော့အခါမှာဆိုင်ငယ်သမားဗယံပဒါတွေကုလိုမျိုးဖြစ်သွားခဲ့ပါတယ် ကျွန်တော်တို့လူသားတွေအတွက်အန်ဒီရဲဆိုတာကျွန်တော်တို့ရဲ့လက်တကန်းလေးမှာပဲမြဲတမ်းလို့ရှိနေပါတယ်။ဒါဟုတ်ကျွန်တော်တို့တတိလေးပြုပြီးတော့နေကြမယ်ဆိုရင်ကျွန်တော်တို့အားလုံးဟာအန်ဒီရဲကင်းတဲ့လူသားတွေဖြစ်မှသိကြပါတယ်။ဒီလူကတော့ကားကိုခုလိုမျိုးပုတ်တိုက်နေရာကမှအပေါ်ကနေမထင်မှတ်ပဲနဲ့အရာတစ်ခုပြုတ်ပြလာခဲ့ပါတယ်။ဒါပေမဲ့လှိမ့်မြန်စွာသူကထွက်ပြေးနိုင်ခဲ့ပါတယ်။သူရဲ့အသက်အန်ဒီရဲကိုသူကဆောက်ရှောက်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ ယထာတစည်းလုံးလာနေတော့ဂယုမဆိုင်ပဲနဲ့ဒီကဟာခုလိုမျိုးဝင်ရောက်ပြီးတော့မောင်းခဲ့ရပါတယ်ယထာလန်းကိုကြော်ရောက်ဝင်ခဲ့ရပါတယ်ဒီကဟာခုလိုမျိုးယထာတိုက်ချင်းကိုလည်းခံလိုက်ရပါတယ်မိတ်ဆွေတို့အနေနဲ့ယထာလန်းကိုခုလိုမျိုးဖျက်ကူးတော့မှဆိုရင်တတိတိအများကြီးထားမှာဖြစ်ပါတယ်အထင်မှတ်ပဲနဲ့ခုလိုမျိုးရထားတွေလာရောက်ပြီးတော့ခါမှာကျွန်တော်တို့ရဲ့ကားတွေကျွန်တော်တို့ရဲ့ဆိုင်ကြီးတွေကျွန်တော်တို့ရဲ့အသက်အန္တရာယ်တွေကအများကြီးပေးဆက်ရပါတယ်။ဒီလူတွေကရထားလမ်းကိုခုလိုမျိုးတားမြစ်ထားတဲ့ဂျားတွေကလည်းမထင်မျက်မြင်ပြုတ်ပြီးတော့ရထားလမ်းကိုမဖြစ်မနေဖျက်ကျော်လာခဲ့တဲ့လူတွေပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီလူတွေကအသက်အန္တရာယ်တွေနဲ့သူတို့ကကြုံတွေ့ခဲ့ပြီးတော့သူတို့ရဲ့အသက်ပေါင်းများစွာကိုလည်းဒီရက်ထာလန်ပေါ်မှာလည်းဇေတိခဲ့ရပါတယ်။မိဆွေတွေတွေနဲ့ရက်ထာလန်ပဲဖြစ်ဖြစ်ကားလာမဲ့ဖြစ်ဖြစ်အခုလိုမျိုးကူးတော့မယ်ဆိုရင်တားမြစ်ထားတဲ့နေရာကနေခက်တာခဏရက်ဆိုင်ပြီးတော့ကူးတာဟာပို့ပြီးတော့အသက်အန္တရာယ်ကင်းမယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီလူတွေကတော့ဘာကောမှဂယုမဆိုင်ပဲနဲ့အခုလိုမျိုးကုခဲ့လွတ်တက်ကိုသူတို့ရဲ့အသက်အန္တရာယ်တွေကိုခုလိုမျိုးပေးဆက်လိုက်ရလေခြင်းဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အသက်အဘေးအန္တရာယ်မှာကင်းလွတ်နိုင်ကြပါစေလို့အားလုံးပဲအတိတ်တတိမူရိယာလေးရှိနိုင်ကြပါစေလို့ကျွန်တော်ပြောချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။